ကျမတို့ရဲ့ပိုးအိုးလူမျိုးအများစုဟာရှမ်းပြည်နယ်အတွင်းရှိတောင်ကြီး၊ပင်လောင်၊နောင်လျားပို့ပုံး၊စီဆိုင်၊ကလောအောင်ပန်းစတဲ့ဒေသတွေမှာများသောအားဖြင့်နေထိုင်ကြပြီးကရင်ပြည်နယ်၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ပြည်နယ်၊ကယားပြည်နယ်နဲ့ပဲခူးတိုင်းတွေဘက်မှာလည်းပြန့်နှံ့နေထိုင်ကြပါလေရှင်။နောက်ပြီးပိုးအိုးတိုင်းရင်းသားလူမျိုးတွေဟာ2020လူမျိုးစစ်တမ်းအရာ 14သိန်းကျော်15သိန်းဒီပါရှိရလို့သိရှိရပါတယ်ရှင်။ကျမတို့ဘူအတိုင်းရင်းသားအဆိုရင်ကိုပိုင်ပါတာစကားကိုပိုင်စာပေကိုပိုင်ရင်ကျေးမှုတွေနဲ့စစ်စရာကောင်းပြီးမတူညီတဲ့ကိုပိုင်ဓလိရိုးရာတွေကိုလည်းများစွာပိုင်ဆိုင်ထားပါတယ်ရှင်။ကျမတို့နေထိုင်တဲ့ဒေသများအများစုအားဆိုရင်ကောင်းမွန်တဲ့မြေစီမြေသားများနဲ့ကုန်းပြင်းပြင်းဒေသဖြစ်ပေမယ့်မြေပြင်ကျယ်များဖြစ်တာကြောင့်လူဦးရေအများစုဟာများသောအားဖြင့်ကောက်ဖဲတိနံ တောင်ရံစပါးမရှိသေးတဲ့စိုက်ပျိုးရေးလုပ်ငန်းများနဲ့ဆက်ဆက်ရောင်းဝယ်ဖောက်ပါရေးလုပ်ငန်းတွေကိုအဓိကအားဖြင့်လုပ်ကင်ကြပါတယ်။တရက်ကိုတရက်တမှုကိုတမှုရိုင်းပင်းမှုညီပင်းမရင်းနဲ့ဘဝကိုအေးချမ်းပျော်ရွှင်စွာဖြတ်တန်းကြရင်တိုင်းရင်းသားလေးဖြစ်ပါရဲ့ရှင်။အခုစီစဉ်အောင်ဆိုရင်ကျမတို့ရဲ့ချစ်စရာကောင်းတဲ့ညစွာသောထုံးတန်းစင်ပါရိုးရာဒီလေးများချဲကပါတစ်စိတ်တစ်ပိုင်းကိုပျော်ပြင်းပြဆက် လို့တည်ရှိခံစားပေးကြပါအောင်ရှင်။မပြည့်စုံခြင်းများစွာနဲ့ပုံပြတင်ဆက်ရတာဖြစ်လို့တင်ဆက်မှုရဲ့အထင်းမှာအမားများအလွဲလေးများ လိုအပ်ချက်များတွေ့ရင်လည်းခွင့်လွှတ်နားလည်သိခံပေးကြဖို့ညွှန်လင့်ပါတယ်ရှင်။နံပါတ်၄နဲ့စွန့်တော်ပင်ခြင်းစင်းနဲ့ကံလူပူဇော်ခြင်းရိုးရာတလေး